ဲ့တော့သူက democratization ကိုကျင့်သုံးပြီဆိုလို့ရှိရင်ပေါ့ democracy မရှိတဲ့အချိန်တွေကနေပြီးတော့ democracy ရှိတဲ့အချိန်တွေတခုကိုကူးပြောင်းပြီးဆိုလို့ရှိရင်အောင်မြင်တဲ့ democracy တခုဖြစ်ဖို့ဆိုလို့ရှိရင်တဲ့နော်ကဘာကြီးကအတိမတ်ပြူရတယ်စာတန်းတွေကအတိမတ်ပြူရတယ်ဘာလဲအောင်မြင်တဲ့ democratization successful democratization ဖြစ်ဖို့ဆိုလို့ရှိရင်တဲ့ reality ကိုဘေးစုံလောက်ကြတယ်တဲ့အစစ်မှန်တရားတွေအရှိတရားတွေကို အခြေခံရတယ်လို့ပညာရှင်တွေကပြောသွားတယ် reality သက်ဆိုင်ရာနိုင်ငံရဲ့ရှိမှုတရားတွေဖြစ်မှုတရားတွေအရှိတရားတွေအပေါ်မှာဘေးစုံအခြေခံရတယ်ဆိုပြီးတော့ကမ္ဘာနိုင်ငံရေးပညာရှင်တွေကပြောသွားတယ်ဗျဒါဆိုလို့ရှိရင် သူတို့ပြောတယ် reality based ဆိုတာဘာပြောတာလဲလို့ဆိုလို့ရှိရင်သူတို့ကဘာဆက်ပြောလဲဆိုတော့ reality based လောက်ရတယ်ဆိုတာတက်ဆိုင်ရာနိုင်ငံရဲ့ political culture တွေကို based လောက်ရတယ်တက်ဆိုင်ရာနိုင်ငံရဲ့ social culture တွေကိုကျွန်တော်တို့က based လောက်ရတယ်အဲ့ဒါတွေကိုတက်ဆိုင်ရာနိုင်ငံရဲ့နိုင်ငံရေးယဉ်ကျေးမှုတွေလူမှုရေးယဉ်ကျေးမှုတွေပေါ်မှာအခြေမခံဘဲနဲ့ democratization ကိုတွားလို့မရဘူးဆိုပြီးတော့เนาะ နိုင်ငံရေးသိပ္ပံပညာရှင်တွေကသူတည်တနာပြုထားတယ်ဗျအဲ့တော့ဒီမှာကျွန်တော်သတိထားစရာနောက်တစ်ခုရှိသေးတယ်ဆိုကရေတီးကလည်းဒီမိုကရေစီကိုမကြိုက်ဘူးเนาะဆိုကရေတီးကလည်းဒီမိုကရေစီကိုမကြိုက်ဘူးဘာဖြစ်လို့လဲဒီမိုကရေစီကအာဏာရှင်ဆန်လို့ဒီမိုကရေစီကိုကျင့်သုံးပြီဆိုလို့ရှိရင်အဲ့ဒီနိုင်ငံမှာရှိတဲ့ပြည်သူပြည်သားတွေကဒီမိုကရေစီကိုနားလည်မှကျင့်သုံးလို့ရတာ ူတို့တွေရှိမှာသူတို့တွေရဲ့အချုပ်အခြာအာဏာသဘောတရားကိုသူတို့မသိဘဲနဲ့ဒီမိုကရေစီကိုကျင့်သုံးရင်ဒုက္ခရောက်တယ်နိုင်ငံပြက်စီးတယ်ဆိုတာကိုဆိုကရတီးယသိထားတယ်ဒါကြောင့်မို့လို့ဆိုကရတီးယဒီမိုကရေစီကိုမကြိုက်ဘူးဗျအဲ့တော့ကျွန်တော်ကဆက်ပြီးရှာဖတ်ကြတာပေါ့ဆိုကရတီးယဒီမိုကရေစီမကြိုက်ဘူးဆိုတော့တခြားသူတွေကိုလည်းလိုက်ကြည့်တဲ့အခါကျတော့အရစ္စတိုတယ်ကိုသွားတွေ့တယ်အရစ္စတိုတယ်ကိုသွားပြသွားတွေ့တယ်ပေါ့အရစ္စတိုတယ်ကဘာပြောလဲဆိုတော့ မြင်းစည်းနိုင်ငံမှာမာတဲ့စစ်မှန်တဲ့ဒီမိုကရေစီဆိုတာမရှိပါဘူးတဲ့ကဘာမှာရှိတဲ့နိုင်ငံအလုံးလိလကြည့်လိုက်ပါတယ်စစ်မှန်တဲ့ဒီမိုကရေစီဆိုတာမရှိပါဘူးတဲ့တက်ဆိုင်ရာနိုင်ငံရဲ့အရှိတရားပေါ်မှာအခြေခံတဲ့ moderate democracy အလယ်လက် democracy ပဲရှိပါတယ်ဆိုပြီးတော့ aristotle ကလည်းထပ်ပြောတော့ဟောဒီမှာဒီဘက်ဒီဘက် democratization ဆိုတာဒီဘက်ကเนาะ အာအရစ္စတိုတယ်တို့ခင်မော်ဘူးဆိုကရတီတို့ခင်မော်ဘူးဒီဘက်ခက်တွေရောက်တဲ့အခါကျမှသူတည်သနာပြုချက်ဒီမိုကရတိုက်ဇေးရှင်းကအဲ့တော့ဒီဘက်တကယ်သူတည်သနာပြုချက်မှလည်းပဲသက်ဆိုင်ရာနိုင်ငံရဲ့အရှိတရားကိုအခြေခံရတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကမယုံလို့ဒီဘက်ခက်ကရစ္စတိုတယ်တို့ဘာလို့ကျွန်တော်ယောမခက်တွေဘာတွေလိုက်လေ့လာတော့လဲဒီမှာရှိတဲ့ပညာရှင်တွေကပြောသွားတာကသက်ဆိုင်ရာနိုင်ငံရဲ့အရှိတရားပေါ် နိုင်ငံရေးရှုထောင့်နိုင်ငံရေးယဉ်ကျေးမှုလူမှုရေးရှုထောင့်လူမှုရေးယဉ်ကျေးမှုတွေကိုအခြေခံရမယ်ဆိုပြီးတော့အရစ္စတိုတည်းကလည်းပြောသွားတဲ့ခါကျတော့အော်ဒါဆိုရင်တော့ယုတ်တိယုတ်တိကြသွားပြီဟိုဘက်ကပညာရှင်တွေကလည်းဒီတိုင်းပဲပြောတယ်ဒီဘက်ကပညာရှင်တွေကဒီတိုင်းပဲပြောတယ်ဒါဆိုရင်တော့သိကြတယ်ဘယ်နိုင်ငံမှစစ်မှန်တဲ့ဒီမိုကရေစီဆိုတာမရှိဘူးဒီမိုကရေတိုက်ဇေးရှင်းကိုသွားကျင်နေဆိုရင်တော့သက်ဆိုင်ရာနိုင်ငံရဲ့အရှိတရားဖြစ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေကို အခြေခံရမယ်သက်ဆိုင်ရာနိုင်ငံရဲ့အရှိတရားဖြစ်တဲ့လူမှုရေးယဉ်ကျေးမှုတွေကိုအခြေခံရမယ်ဆိုပြီးတော့ဒါကကောက်ချက်ချပေးတာဖြစ်သွားတယ်ဒါပေမဲ့ကဘာကြီးမှာရှိတဲ့ပညာရှင်တွေကတော့အဲ့လိုပြောတာပဲဒါပေမဲ့ကျောင်းမြန်မာနိုင်ငံမှာရှိတဲ့ NLD အပါအဝင်88ကျောင်းသားတွေကတော့စစ်မှန်တဲ့ဒီမိုကရေစီပေးပါစစ်မှန်တဲ့ဒီမိုကရေစီပေးပါဆိုပြီးတော့တောင်းဆိုတယ် အမေရိကန်နိုင်ငံကဒီမိုကရေစီစစ်ပါတယ်ဆိုပြီးတော့တောင်းဆိုတယ်အဲ့လိုဂျင်းထဲတယ်သီအိုရီကိုလည်းဂျင်းထဲတယ်လက်ရှိအရှိတရားအမေရိကန်နိုင်ငံရဲ့စစ်မှန်တဲ့ဒီမိုကရေစီပါဆိုပြီးတော့ဂျင်းထဲတယ်အမေရိကန်နိုင်ငံမှာပြည်သူတွေမှာလုံမဲ့ဝရှိတယ်ဗားရညာတယ်ရှောက်ပြောနေတယ်အမေရိကန်နိုင်ငံမှာစင်ရသားမရှိဘူးဒီမိုကရေစီစစ်မှန်လို့ဗားရရှောက်ပြောတယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကမသိဘူးလေနားမလည်တဲ့ခါကျတော့အာဟုတ်ပါပေါ့ ဟာအမေရိကန်တိုးတက်တဲ့ကမ္ဘာနံပါတ်၁နိုင်ငံဖြစ်နေတာဒီမိုကရေစီစစ်လို့ပေါ့လို့ထင်တာဘာမှဒီမိုကရေစီမစစ်ဘူးအမေရိကန်လဲအာနာကသမ္မတလက်ထဲမှာပဲရှိတယ်နော်အာနာကသမ္မတလက်ထဲမှာပဲရှိတယ်နော်ဖက်ဒရယ်လည်းမစစ်ဘူးအာနာကဗဟိုမှာပဲရှိတယ်မယုံခင်ဗျားတို့သတင်းတွေလှန်ကြည့်လိုက်မနေ့တနေ့ကမကြသောကာလမှာဖြစ်သွားတဲ့ Law Angelis အရေးခင်ကိုပြန်ကြည့်လိုက် လော့အင်ဂျန်လေးအရေးခင်ကိုအယ်လီအရေးခင်ကိုပြန်ကြည့်လိုက်ဒေါ်နယ်ရန့်ကြီးဟာအယ်လီအုပ်ချုပ်ရေးမှုကိုကြော်ပြီးတော့သူ့ရဲ့ဖက်ဒရယ်စစ်တပ်ကြီးကိုလှုပ်ပြီးတော့အယ်လီကိုဖြည့်ရှင်းခိုင်းနှိမ်နှင်းခိုင်းတယ်အဲ့မှာအယ်လီရဲ့အုပ်ချုပ်ရေးမှုကပြောသူရှင်းမှာပေါ့ဘာဖြစ်လို့ဘဟုမှာရှိတဲ့ဖက်ဒရယ်စစ်တပ်ကလာရတာလဲဆိုပြီးတော့စကားတွေများတယ်လေခင်ဗျားတို့အဲ့ဒါတွေကြည့်မိကြမှာပေါ့ဒါဆိုရင်အမေရိကန်နိုင်ငံကဒီမိုကရေစီစစ်တယ်ဆိုမင်းတို့ဘာသူပြောတာလဲမြန်မာနိုင်ငံသားတွေကမသိဘူး မေရိကန်နိုင်ငံဒီမိုကရေစီစစ်တယ်ချမ်းသာတဲ့သူတွေပဲစင်းရတဲ့သူမရှိဘူးရှောက်ပြောတဲ့ဂျင်းတဲ့တယ်တကယ်တော့အမေရိကန်နိုင်ငံမှာလည်းပဲအင်ဂျီယာဂျီမဲ့တွေဟ ோம் လက်တွေတရားအောက်တွေမှာအများကြီးပဲဗျအမေရိကန်နိုင်ငံကချမ်းသာတယ်မြန်မာနိုင်ငံစင်းရတဲ့ဆိုပြီးဂျင်းတဲ့တယ်အမေရိကန်နိုင်ငံသားတွေလည်းစင်းရတာပဲအကျွေးတွေနဲ့လှက်ပတ်နေတာအခွန်တွေနဲ့သွားနေတာအမေရိကန်နိုင်ငံကတကယ်ချမ်းသာတာမဟုတ်ဘူးအဲ့ဒါအပေါ်ရအောင်ပဲပြထားတာအကျွေးတွေနဲ့တိုင်ပတ်နေတာအမေရိကန်အစိုးရလည်း ဒါကြောင့်မလို့ပုံစံမျိုးမျိုးနဲ့စီးပွားရေးကိုဒေါ်နယ်ထရန့်ကြီးကကစားနေတာနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံကိုဒီမိုကရေစီအစ်စ်မရှိတာကဘာမှလည်းမရှိသလိုဟိုယောမကိတ်တော့ကလည်းဒီမိုကရေစီအစ်စ်ဆိုတာလည်းမရှိဘူးဒီဘက်ကိမှလည်းကဘာကြီးမှဒီမိုကရတိုက်ဇေးရှင်းသွားလို့ရှိရင်စစ်မှန်တဲ့ဒီမိုကရေစီမရှိဘူးဆိုတာလေကဘာကြီးကခြိထားပြီးသားသီအိုတွေကိုမြန်မာနိုင်ငံမှာရှိတဲ့ NLD နဲ့88ဒီလိုကြက်မပြည့်တဲ့နိုင်ငံသားတွေကပေါင်းပြီးတော့မြန်မာနိုင်ငံကို ဖျက်ဆီးဖို့ကြိုးစားခဲ့ကြတယ်ဗျနော်တကယ်တော့စစ်မှန်တဲ့ဒီမိုကရေစီဆိုတာမရှိဘူးအဲ့တော့သူတို့ကဖျက်ဆီးကြတာပေါ့ဗျာ